စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ10ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ဘဝတည်လံခံပွင့်နဲ့အနေထားချုပ်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုခဲ့ခြင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရနိုင်တာအပြောင်းရွှေ့ပြောင်းလေးတွေဖြစ်နိုင်တဲ့ဆက်ဆံရတဲ့ဝင်ကျင်တွေမှာလည်းအပြောင်းလဲသစ်တွေပေါ်လာမယ်ပေါ်လာတဲ့စိတ်ကူးသစ်တွေကို၈ရက်နေ့မှာလက်တွေ့ကောင်းတဲ့ပေါ်ပါ ကိုရဲ့နေမှာရပိုင်ခွင့်နေလက်ဝယ်ပြန်လဲတောင်းဆိုရယူနိုင်တယ်၁၀ရက်နေမှာအလုပ်ကိစ္စတွေအတွက်ပြောဆိုမှမများအောင်မြင်မယ်၁၇ရက်နေမှာရှင်ပြန်မှုတွေအောင်မြင်မယ်ဘဝတိုးတက်မယ်၁၂ရက်နေမှာရန်တက်ခံနေရှင်ပြီးလောက်ရမယ်၁၃ရက်နေထူးထူးခြားခြားကံကောင်းခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုဖန်တီးနိုင်တယ်၁၄ရက်နေအဲ့ဒီကလာချက်တဲ့နေ့ဖြစ်တဲ့သွာလာနေ့အတိုင်းထူးပြုပြီးကျူးဆက်ရမယ်ဒီကာလအတော်အတွင်းမှာ တနင်္လာနေ့ကနေ့ဗုဒ္ဓနေ့မွေးသူတွေကောက်ကျုပ်ပြေးတယ်တနင်္ဂနွေစနေမွေးသူများကြောင့်စိတ်နောက်ဆက်သေးတယ်ရှိတတ်တယ်တစ်ခုကိုကနံကျိုးပြေးတယ်အဝါလိမ်မော်ရွှေရောင်တို့ကိုသုံးပြီးတော့လူရှိရကိစ္စဆောင်ရွက်နိုင်ပါတယ်ဒီကာလအတွင်းထူးပြုတ်နှုတ်နိုင်တဲ့အကြောင်းအရာအစီရင်လေးရတော့73ရက်နေ့ March အဲ့ဒီကတပေါင်းလပြည့်နေ့တပေါင်းလပြည့်နေ့ညအချိန်မှာလာရောင်အောင်မှာကြောက်ပြင်တစ်ချက်ထားပြီးတော့အဲ့ဒီကြောက်ပြင်ပေါ်မှာ နှမ်းစီရဲ့စပကြီးသေးကြီးအတင်းပြီးသန်လိုက်နဲ့သွေးရလာတဲ့အနှစ်ကလေးကဒါပြရတ်တ်ကိုထူးထူးခြားခြားကောင်းစေတဲ့အနှစ်သာရဖြစ်လာတယ်။ကိုကောင်းမှလင်းပြီးတော့သွားလိုက်ရင်လူချစ်လူခင်ပေါ့ပစ္စည်းတွေရောင်းဝယ်ခြင်းလဲဒီအစီလေးတို့လိုက်အဲ့ပစ္စည်းရောင်းဝယ်ထွက်တယ်။လက်တွေစမ်းသပ်နိုင်တဲ့ရှေးရိုးရာနှစ်သာရတစ်ခုဖြစ်ပါတယ်။ယေရှုတင်ပါတယ်။တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်မတ်လ6ရက်နေ့နဲ့14ရက်နေ့အတွင်းကာလဟာမိမိရဲ့စွမ်းသက်တည်တွေမြင့်မားနေတဲ့ရလကောင်းတွေကို ဖန်တီးနိုင်တယ်အလုံးစုံသောခက်ခဲတွေကိုကြောင်းနာနိုင်တယ်စန္ဒရည်မှန်းချက်တွေရည်ရွယ်ချက်တွေကိုရှေ့တိုးလုပ်ခဲ့ပြီးတော့တထက်တဲကြောင့်ဖန်တီးနိုင်တဲ့အခွင့်ကောင်းတွေကိုလည်းရရှိမယ် ဝင်ဝင်စည်းဝါးတိုးတက်မယ်ခက်ခဲတဲ့ကိစ္စတွေကိုဖြေရှင်းနိုင်လိမ့်မယ်ကိုယ့်ကိုကူညီတဲ့သူတွေပေါ်လာလိမ့်မယ်အခက်ခဲတွေကိုဒီချိန်မှာထိတဲ့ရင်ဆိုင်လိုက်တာဟာကိုယ့်အတွက်အဖြေရှာမှုရတတ်ကောင်းကိုဖြစ်တော်စေတဲ့ဆောင်ရွက်မှုပါပဲရှင်းရနေမှာတော့ထူးထူးခြားခြားကောင်းတဲ့ကံနဲ့အကျိုးပေးတဲ့ကံတွေပေါ်ပေါက်တယ်ကိုယ့်ရဲ့နေမှာ အလုပ်ဖို့ကိစ္စဖို့တွေကြုံမယ်။ဆယ်ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့တဲ့စိတ်ပင်ပန်းပဲ။ဆက်တဲ့နေ့ဟာစိတ်ချမ်းမြေ့စရာတွေရှိတယ်။ပြောရသူတွေစမ်းဖွဲ့တယ်၊လုပ်ငန်းရေးရမှလည်းကောင်းတယ်။ဆက်နေ့နေ့မှာ မထင်မှတ်ပဲဆောင်ရွက်လိုက်တဲ့အပြောင်းလဲတွေကကိုယ်တွေကောင်းကျိုးပေးခြင်းကိုကြုံမယ်။ဆက်သောရက်နေ့ အဲ့ဒီနေရာလာပြင်းနေဖြစ်တယ်။မင်္ဂလာရှိသောနေထားတွေရှိတယ်။အလုပ်နေထားစီးပွားနေထားဘဝအခြေအနေထူးထူးခြားခြားကောင်းခြင်းတွေတွေ့တဲ့ခြင်းတွေကိုရနိုင်တယ်။၁၄ရက်နေ့ကတော့အတိုက်ခံနေတဲ့သတိထားမယ်။အဲ့ဒီနေ့ဟာလက်ချက်တဲ့နေ့ဖြစ်တယ်။အဲ့ဒီနေ့မှာဘာလို့လို့သတိနဲ့ရှင်ပြီးလောက်ရမယ်။အမှားမပါစေနဲ့ပြဿနာဖြစ်ရှေးချသွားတတ်တယ်။ဒီကလာအတော်တွေမှာ ဇာတပတိနေဗုဒ္ဓနေငါနေမွေးသူတွေကောင်းကျိုးပေးတယ်။တနည်းလာနေသောကြနေမွေးသူတွေကိုဒုက္ခပေးတတ်တယ်။နံပါတ်3ငါခွန်ကနန်းနေကျိုးပေးတယ်။အပြာရောင်ပန်းရောင်နုနေရောင်တို့ကိုသုံးဆွဲပြီးလူရှိရာကိစ္စတွေကို ဆောင်ရွက်နိုင်တယ်။အထူးပြုအစီရင်ကတော့တပေါင်းလာပြည်နေ့7ရက်နေ့မတ်လာရောင်အောင်မှာကြောက်ပြင်တစ်ချက် အဲ့ပေါ်မှာနှမ်းစီနဲ့စပကြီးသဲကြီးတို့ကိုတန်းလိုက်နဲ့တွေးပြီးတော့အဲ့ရတဲ့စီလေးတွေကိုစူးစောင်းထားပြရတဲ့ကောင်းတဲ့ကောင်းလေးစီဖြစ်လုံးနေရတယ်အယောင်းဝယ်တွေပိုင်းစီလေးသုံးနေရင် ရောင်းမဝယ်ပန်းပွင့်တတ်တယ်အဲ့ဒီအစီရင်ကိုဒီပေါင်းလာပြီနေညမှာပြရပွင့်လန်းခြင်းအစီရင်ဖြစ်ကို ဖန်တီးနိုင်ပါလေဒီဆောင်ရွက်မှုလေးကိုလောက်ကြရအကြံပေးတင်ပြလိုက်ပါတယ် ယေရှုတင်ပါတနင်္လာနေ့မွေးသူအလုံးမင်္ဂလာပါ2025 March 6ရက်ကနေ14ရက်နေ့တော်တွင်မှာဖြစ်ပေါ်နေတဲ့ကံကြမ္မာခွင့်ရေးတွေကိုလက်တွေ့ဆုံးချပြီးပုံမြင့်တဲ့ဘဝစစ်တကူကိုကူပြောင်းထုတ်တဲ့သွားနိုင်တယ်။ငွေကြေးပုံမှန်နဲ့ပုံပြီးဝင်လာနိုင်မယ်။စုဆောင်းမှုစိတ်မကူနဲ့အဲဝင်လာတဲ့ငွေကြေးအလုံးဟာ ပြန်ပြီးအသုံးပြုရမယ့်ငွေဖြစ်ကိုနှင်းများစွာပြောင်းလဲသွားလိမ့်မယ်ဘဝအခြေအနေတွေကနှင်းများစွာတိုးတက်မယ်အတတ်ပညာဘဝအခြေအနေနဲ့ကံနေတာအထုတလည်းကောင်းစွာတိုးတက်ခြင်းနဲ့လူလားချက်စံတရည်မှန်းချက်တရားလုံးကိုရှေ့တိုးဆောင်ရွက်အောင်မြင်နိုင်တဲ့အနေထားကောင်းတဲ့တိုးတက်မှုကောင်းတွေကိုကျုံတွေ့နေတဲ့နေ့ပါပဲ။ဒီနေ့မှာရာရာဆင်ပြေမယ်တိုးတက်မယ်လူရာပြည့်စုံမယ်ကိုယ့်ရဲ့နေ့မှာ အလုံးအောင်မြင်မှုနဲ့ဘဝတိုးတက်မှုတွေရဲ့နှစ်သာရကို ကြုံတွေ့နိုင်တယ်။ဆယ်ရည်နေမှာရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးတော့ဘဝရည်မှန်းချက်ရဲ့နှစ်သာရကိုရနိုင်တယ်။ဒါပေမဲ့ရန်တိုက်ခံနေတဲ့ရှင်ပြီးလို့ရမယ်။ဆက်တရည်နေစိတ်ချမ်းသာစရာတွေကြုံမယ်။ကောင်းခြင်းခွင့်ရနှမျိုးကြုံမယ်။ရသည်ရတတ်တဲ့ရပဲခွေနေပြန်ရမယ်။ဆယ်နှစ်နေမှာပြောင်းကြပြဖြစ်ပြီးမှအစီအပြေမယ်။အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ကြိုးပေးပြီးတော့ ိုးတက်တဲ့ကံဒီကြုံမယ်ဆက်သောရည်ရအရာရာဆင်ပြေခြင်းကံကောင်းခြင်းဘဝတိုးတက်ခြင်းရဲ့အနှစ်သာရရှိတယ်အဲ့ဒီလာပြည့်နေနေလဲတိုက်ဆိုင်နေတပေါင်းလာပြည့်နေညအချိန်မှာလာရောက်အောင်မှာကြောက်ပြင်းတစ်ချက်ပေါ်မှာနှမ်းစီနဲ့ဇပကြီးသေးခြင်းနဲ့တင်ပြီးတော့တန်လိုက်တိုးလေးနဲ့သွေးပြီးပီးရတတ်ဖို့လို့ရတယ်ပီးရစေအဲ့စီလေးကိုသိမ့်တာကောင်းမှလူနောက်ကိုရောင်းချင်ဝယ်ချင်တဲ့ကိစ္စတွေပွေရလာလေးတွေ တော့လဲပေးထူးထူးခြားခြားကောင်းတဲ့ဓာတ်တွေရှိတဲ့လက်တွေ့ဆောင်ရွက်ကြိုးပမ်းနိုင်တယ်14ရက်နေ့တော့ရရသတိထားမယ်အရက်ကလာချက်တဲ့နေ့အဲ့ဒီနေ့မှာသွားလာစေတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုလှူဒါန်းမှာအကြက်တဲဖြစ်နေတဲ့သူတွေကိုကူညီလိုက်ပါဒီကာလအတော်တွင်းမှာတနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကိုကိုကောင်းချိုးပေးတယ် တသိန်းကလေးလေးဗုဒ္ဓနဲ့မွေးသူတွေကကိုယ့်ကိုဒုက္ခပေးတတ်တယ်အပြာရောင်ပန်းရောင်နုနေရောင်တွေအကျိုးပေးတဲ့ရောင်ဖြစ် သုံးဆွဲနိုင်တယ်နံပါတ်၄ခွန်၉ကဏ္ဍတွေကိုအကျိုးပေးကဏ္ဍတွေဖြစ် သုံးဆောင်နိုင်ပါတယ်ကောင်းသောကံကြမ္မာနဲ့ကံခွင်လန်းပွင့်စေရန်အတွက်ညာပခုံးရင်ဝင်းစုပြီး လက်ခုပ်သုံးချက်တီပီငါထွက်ကလူကိစ္စတွေဆောင်ရွက်ခြင်းတပတ်အတွင်းဆောင်ရွက်လိုက်ပါဆက်တိုက်လို့ပါထူးထူးခြားခြားကောင်းခြင်းတွေရလာပါလိမ့်မယ်ကျေးဇူးတင်ပါတင်ခါနေ့မွေးသူအားလုံးမင်္ဂလာပါ2025မတ်လ6ရက်နေ့14ရက်နေ့တော်တွင်မှာပြိုင်ဆိုင်မှုကလုံးကိုကြော်လာပြီးတော့ဘဝတိုးတက်ခြင်းကံမြတ်ခြင်းကိုရမယ် ်ခက်ခဲတဲ့ကိစ္စတွေအလုံးကိုကြော်ပြီးမိမိရည်မှန်းချက်နဲ့လိုလားချက်တွေကိုပြည့်မြောင်လုပ်နိုင်တယ်။အယူဆသဘာဝမတူလင့်ကစားကိုယ့်ရဲ့ဆန္ဒရည်မှန်းချက်ကိုအဓိကအားထားပြီးတော့လုပ်ကိုင်ခြင်းဖြင့်ကောင်းသောတည်လမ်းပေါ်မှာခရီးကိစ္စအစဉ်ပြေမယ်ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်လည်ရရှိခြင်းနဲ့ဒီနေ့မှာအတိုက်ခံကြမှာတိုးတက်ချေအောင်မြင်ခြင်းကိုကြုံမယ်ကိုယ့်ရဲ့နေမှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းကိုကြုံမယ်။ဆယ်ရဲ့နေမှာလို့ဖို့ကိစ္စဖို့တွေကြုံမယ်။ အတိုက်ခံကြတိုးတက်မယ်စတရနေ့မှာရန်တိုက်ခံဖြစ်တတ်တဲ့ပြဿနာနှမျိုးတစ်ပြိုင်တည်းတည်းဖြစ်ရှင်းနိုင်နေမယ်စနေနေ့ကတော့ငွေကြေးကလုပ်ငန်းကဘဝကထူးခြားစွာတိုးတက်တဲ့နေတာနဲ့အောင်မြင်မှုကိုကြုံမယ်73ရက်နေ့လာပြင်းနေ့ဖြစ်တယ်အဲ့ဒီနေ့ကထူးခြားသောမွန်မြသော နေ့တစ်ခုဖြစ်သလိုစိတ်ချမ်းသာစရာလည်းကြုံမယ်ညအချိန်မှာလာရောက်အောင်မှာကြောက်ပြတဲ့ချက်ပေါ်မှာ စပကြီးသေးကြီးရဲ့နှမ်းစီရဲ့သမ်းလိုက်တွေ့သွေးပြီးတော့ပြရဆက်ဖော်မယ်အဲ့ဒီအနှစ်လေးကိုလူနဲ့စောင်းလူလို့ရတယ်သုံးဆွဲညာရှိသလိုသုံးဆွဲစမ်းပွင့်ခြင်းရဲ့သဘာဝအပြည့်ဝရမယ်၁၄ရက်နေ့အထူးသတိရှိရမယ်နေ့အဲ့ဒီကလက်ချက်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့ဒီမှာအချက်တဲမရှိအောင်ကွာရှောင်ကြရမယ်သူတစ်ပါးခက်ခဲရှိရင်လည်းကူညီရမယ်ဒီကာလအတော်တွင်းမှာတနင်္ဂနွေနေ့သောကြားနေ့ စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့ကြာသာပတင်းနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်လေးကိုကနံအချိုးပေးတယ်အဖြူအစိမ်းမီကိုရောင်တော့ကိုတော့ရဲ့အချိုးရှိတဲ့ကံကြမ္မာနဲ့တိုးတက်တဲ့ကံခွင့်ရည်တွေကိုရရှိနိုင်ပါတယ်။ကောင်းသောကံရရန်လို့ငါနေမှာရှိနေတဲ့စပ်ပြဘူးကိုအဟောင်းနေနောက်ပြီးတော့ရေခွက်အဟောင်းနေစွန့်ပြလိုက်ပါ။ဂျေစုတင်ပါတယ်။ ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် March 6ရက်နေ့ရနေ14ရက်နေ့အတော်တွေမှာအပြောင်းလဲတွေရှိတယ်ခရီးကံကောင်းတယ်လူမျိုးပဲအကျိုးပေးမယ်မိမိလိုလားချက်ရည်ရွယ်ချက်တွေအောင်မြင်အောင်ဆောင်ရွက်နိုင်တယ်ပစ္စည်းပြောက်တတ်တယ်အာမခန္ဓာတောင်းယူတာမလုပ်နဲ့ပေါ်လာတဲ့စိတ်ကူးတွေကိုလက်တွေ့သုံးချပါ ခยีကိစ္စပေါ်လာရင်လည်းသွားပါကိုယ်တွေအနေမရှိဘူးရှင်းရဲ့နေမှာဥတီကျတဲ့နဲ့လောကကြီးနေချိုးပေးပြီးတိုးတက်မယ်ကိုယ့်ရဲ့နေဟာတော့ငွေကြေးကလုပ်ငန်းကဘဝကနေအလုံးစုံတိုးတက်မယ်ဆယ်ရဲ့နေမှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့မယ်ဆယ်တရဲ့နေမှာအရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်ဆုံးဖြတ်ချက်မှန်မယ်ဆယ်နှစ်ရဲ့နေမှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်ဆယ်သုံးရဲ့နေကတော့ အလုံးစုံကောင်းခြင်းခံတဲ့တိုးတက်ခြင်းနဲ့ရှိရည်မှန်းချက်ဒီကိုအောင်မြင်နိုင်တဲ့အဲ့ဒီကတပေါင်းလာပြည့်နဲ့အဲ့ဒီညတပေါင်းလာပြည့်ညလာရောက်အောင်မှာကြောက်ပြင်းတစ်ချက်ချပြီးတော့အဲ့ဒီကြောက်ပြင်းပေါ်မှာနှမ်းစီနောက်စပကြီးသေးချင်တဲ့တာလိုက်တုံးလေးကိုတွေးပြီးတော့အဲ့ရလာတဲ့နှစ်လေးကိုပြရတတ်ဖြစ်သောစမ်းပွင့်နေကိုကောင်းမှလူးပြီးတော့သွားလာရင်လည်းလူချစ်လူခင်ပေါ်တယ်အကြောင်းပဲလို့တဲ့နေရာမှာလည်း ဲ့ဒီအနှစ်လေးနဲ့တို့ပေးရင်လည်းရောင်းမဝယ်ပန်းနေဖွင့်တယ်ဆယ်လေးရက်နေ့အဲ့ဒီနေ့ကလက်ချက်တဲ့နေ့အဲ့ဒီနေ့မှာငွေမချီးနဲ့ဆုံးတတ်တယ်ကိုယ်ကလည်းသူများရှိရငွေမယူနဲ့ပြန်ပေးရခက်တတ်တယ်။နောက်ရက်တွေမှာ အကြက်တဲရှိရင်ဖြည့်ရှင်းမှာချက်ချင်းဖြည့်ရှင်းမှာပြဿနာကိုမသေးသွားနဲ့ခက်ခဲသွားတတ်တယ်။ဒီကာလအတော်တွေမှာ ကြာသာပနေနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကကောက်ကျိုးပေးပြီးတော့တနေ့ကတွေတနေ့လာမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံကျိုးပေးတယ်အစင်းရောက်ဖြစ်ရောမိခုံရောက်တော့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ရအောင်မြင်နိုင်တယ်။တပြေညွန့်ဖျားတင်ပြီးလိုရာဆူတောင်းခြင်းမကြာခဏပြုပါထူးခြားစွာကံကောင်းပါနေမယ်။ကျေးဇူးတင်ပါတယ်။ကြာသာပနေနေ့မွေးသူအားလုံးမင်္ဂလာပါ။၂၀၂၅ခုနှစ် မတ်လ၈ရက်နေ့ကနေစပြီးဇနေ့ရက်နေ့အတော်တွင်းမှာရန်တိုက်ခိုင်နေတဲ့ကြုံတွေ့တဲ့တဲသူတပားကြောင့်မိမိရေရွက်ချက်တွေမှာနှောင့်နှေးခြင်းခတိကောင်ဖြစ်ခြင်းတွေရှိတတ်တယ်။အာမခံခြင်းတောင်းယူခြင်းမလုပ်ရဘူး။ချက်ချင်းဆုံးပြတ်ပြီးလောက်တာကောင်းတယ်။အလုပ်တွေကိုဒီအချိန်မှာတက်ရထိုင်ရတို့တွေပြန်ကောက်ရဆောင်ရွက်ရခက်ခဲတဲ့တင်းရတော့ပြဿနာတွေများတယ်။အထင်မှားမှုတွေဖြစ်ရှင်းရတယ်။လူလေးယောက်ဒုက္ခီသွားရင်လည်းအနေရရှိတတ်တယ်။ကိုယ့်ရဲ့နေ့မှာတော့ ကောင်းခြင်းမင်္ဂလာနဲ့တိုးတက်ခြင်းတွေရှိမယ်စိတ်ချမ်းသာမယ်လူရပြည့်စုံမယ်ဆယ်ရက်နေ့မှာအလိုရှိရာပြည့်စုံခြင်းငွေချေးကံကောင်းခြင်းနဲ့လက်ဖွင့်ခြင်းတွေကိုကြုံမယ်ဆက်တရက်နေ့မှာရတ္တန်တဲ့လူတွေကိုပြန်လဲစတင်နိုင်တယ်အခက်အခဲတွေကိုလည်းဖြေရှင်းနိုင်တယ်ဆယ်ရက်နေ့တွေကငွေချေးနဲ့ပတ်သက်တဲ့ကံလုပ်ငန်းကံလုံးစုံကောင်းခြင်းနဲ့ကျိုးပေးခြင်းကိုကြုံမယ်ဆက်သုံးရက်နေ့မှာရည်မှန်းချက်စစ်တွေကိုလက်တွေ့ကောင်းထဲပေါ်နိုင်တယ်လာပြည့်နေ့ဖြစ်တယ်အဲ့ဒီည တပေါင်းလာပြည်နေညလာရောင်အောင်မှာကြောက်ပြင်းတစ်ချက်ပေါ်မှာနှမ်းစီနဲ့သားလိုက်တုံးလေးနဲ့စပကြီးသေးကြီးသွေးပြီးတော့အဲ့ဒါလေးကိုလူနဲ့စောင်းထားပေးပါ ထူးခြားတဲ့ပြရတ်တက်ကောင်းပဲလိမ့်ချံသုံးဆွဲနိုင်မတဲ့14ရက်နေ့အဲ့နေ့ကလာချက်တဲ့နေ့အဲ့ဒီနေ့မှာတပါးသူချက်တဲ့ရှိနေတဲ့လက်နဖြည့်ရှင်းပေးပါနောက်အဲ့ဒီနေ့မှာအမေသာစာသုံးခြင်းကိုရှောင်ကျဉ်လိုက်ပါဒီကလာတော်တွင်မှာ ဇာသပတိနေဗုဒ္ဓနေတောက်ကြနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းကတွင်နေကနေမွေးသူတွေဒုက္ခပေးတယ်တင်ငါကုကနာကျိုးပေးတယ်အဖြူစိမ့်မိကိုရောင်တို့ကိုသုံးပြီးတော့လူရှိရာကိစ္စများဆောင်ရနိုင်တယ်အဝါရောင်ပန်းပွင့်ဖျားတင်ပြီးလိုရာဆူတောင်းမှာဆူတောင်းပြေပါလိမ့်မယ်ဂျေစုတင်ပါတယ်တောက်ကြနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် မာချလာရှိရတဲ့နေ့14ရက်နေ့အတွင်းလလာပါဥစ္စာတဏဖွင့်ပြခြင်းဝေကြီးကံကောင်းခြင်းဘဝတိုးတက်ခြင်းနဲ့လိုရာပြည့်စုံခြင်းကိုဒီချိန်ကျုံးကိုကြောင်းမယ်ကိုလုံးတဲ့ကိစ္စမှန်များဆင်းပြေမယ်ဘလောက်ခက်ခဲအားလုံးကိုကျော်လွှားပြီးလိုရာဆန္ဒပြည့်မြောက်ဆောင်ရွက်နိုင်လိမ့်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးလုပ်ကံခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်ကိုရမယ်ကိုပိုင်တွေးခွန်တဲ့လုပ်ကံခြင်းတွေရဲ့ကောင်းသောအကျိုးကိုရရှိတဲ့နေ့မှာရရန်ကံကောင်းခြင်းဆင်းပြေခြင်းကိုကြောင်းမယ် ကိုယ့်ရဲ့နေမှာရန်တိုက်ခံတဲ့ထိတိုက်တွေ့မယ်။ဆယ်ရဲ့နေမှာစတင်ခြင်းတွေပြန်လည်စနိုင်ခြင်းအခက်အခဲကျော်လွှားနိုင်ခြင်းတွေရှိမယ်။ဆယ့်ရဲ့နေမှာပြဿနာနှမျိုးဖြေရှင်းပြီးမှအလိုပြည့်စုံမယ်။ဆယ့်ရဲ့နေကမှန်းနာတဲ့လေတွေနဲ့ကြံပြောင်းကြံပြန်နေဖြစ်နေတတ်တယ်။အခက်အခဲတွေများတတ်တယ်။ဆယ့်သုံးရဲ့နေမှာရက်တန်တဲ့လူတွေပြန်စခြင်းအဟောင်းကိုရက်ရွက်အသက်ကိုစခြင်းကြုံမယ်။အဲ့ဒီနေ့လာပြည့်နေ့တပေါင်းလာပြည့်နေ့တပေါင်းလာပြည့်နေ့ညလာရောင်အောင်မှာကြောက်ပြင်းတစ်ချက်ပေါ်မှာ နှမ်းစီရဲ့စပကြီးသေးရဲ့ကိုတန်လိုက်တွုံးနဲ့သွေးရလာတဲ့အဲ့ဒီအနှစ်ကိုယူပြရတတ်ကောင်းတဲ့စမ်းပွင့်စေတဲ့အစီရဲ့အဆောင်ရောင်အနှစ်သာရကိုရပြီအဲ့ဒါလေးကိုခေါင်းမှလူးပြီးတော့ပြောရဲဆိုရင်မျက်နှာပွင့်တယ်ပြရတတ်ကောင်းတယ်အယောင်ဝဲလွယ်လျက်လေးကိုအနည်းပါးမှထားရှိတို့ထားပြီးလို့အစင်းကိုပြေးနေလေလက်တွေသုံးလို့ရတယ်တနှစ်မှတစ်ခါပဲလို့လို့ရတာ ဇလရဲ့နေသတိထားရမယ်အဲ့ဒီကအညတ်နေရှိတယ်အဲ့ဒီကလက်ချက်တဲ့နေဖြစ်တယ်အဲ့ဒီမှာတပားသူခက်ခဲရှိနေတိုင်းကုညီပါသူတပားကိုအထောက်ကူပြုပေးလိုက်ပါဒီကလာတော်တွေမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေမွေးတဲ့သူတွေနဲ့တောက်ကြမွေးသူတွေကိုဒုက္ခပေးတတ်တယ် ရှစ်ခုကိုကနန်းနေကျိုးပေးတဲ့အ내ရောင်ပြားရင်ရောင်မိခိုးရောင်နဲ့ပြောင်းနေသုံးပြပါထူးထူးခြားခြားကံကောင်းလိမ့်မယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရဖို့အတွက်ကိုတော့နေမှာရှိနေတဲ့ဝါတူဝါရတောင်းဝါနဲ့ပြုလို့တဲ့ပစ္စည်းအောင်များဆွန့်ပစ်လိုက်ပါ။ယေရှုတည်ပါ